Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ် April 25ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွဲမှာကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်တို့ထုတ်စံလိုက်ပါမယ်နော်လူရေးတူရှင်သတင်းတုံးဖို့နဲ့ကျွန်တော်တို့စလိုက်ပါမယ်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ AR မြင့်အတွင်လှေနှင့်သင်္ဘောများကိုစက်ကြီးခောက်ခံနေတဲ့စစ်သားနဲ့ပြူစောတိများကိုပြစ်ခတ်ဖမ်းဆီးရာနှစ်ဦးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းငလင်ကြောင့်တေဆုံးသူတအူးကိုချက်3သိန်းနှုန်းဖြင့်ဒဏ်ရာရသူကို75သိန်းနှုန်းဖြင့်စစ်ကောင်စီကပေးရနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့စစ်ကောင်စီအာဏာသိမ်းဖို့ထောက်ခံသူအများစုနေထိုင်တဲ့မိထီလာနေမာသာထောက်ပံ့ငွေတွေစတင်ပေးရတာဖြစ်ပြီးတခြားနယ်တွေတော့မပေးသေးဘူးလို့ကြားရတယ်ပေါ့နော်အဲ့တော့တေတဲ့လူကို3သိန်းဒဏ်ရာရသူ5သိန်း5000နှုန်းနဲ့ပေါ့နော်မိထီလာမှာပဲပေးတာဖြစ်ပါတယ်နော်ကျန်တဲ့နေရာတော့မရသေးဘူးပေါ့နော် ထိုင်းနိုင်ငံနဲ့အလုတ္တမအခွင့်အရေးချိုးဖောက်ခံရတဲ့မြန်မာရွှေပြောင်းလှုပ်သား83အတွက် NUG အလုတ္တမဝင်ကြီးဌာနလိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်နော်။အဲ့တော့ဒါတော့သတင်းကောင်းမှဖြစ်ပါတယ်နော်။အဲ့တော့ NUG ကအများအမ်းပဲပေါ့နော်။အခုလိုမျိုးထိုင်းနိုင်ငံမှာရှိတဲ့အလုတ္တမတွေမှာတရားခံရတဲ့အချိန်တိုင်းမှာကူညီနိုင်ဖို့လည်းမမျှော်လင့်ပါဘူးနော်။ကဲပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်။အာဒီမိုင်းဖုန်းဆရာတော်ကြီးကဒီမြန်မာပြည်ထဲမှာဒီ တရားဟောခဲ့တော့မှာပေါ့နော်ဒီမိုင်3000လောက်ရှိတဲ့ငကားကြီးလှုပ်ခတ်လို့ငလင်လောက်ရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကြားထဲမှာတော်တော်လေးဝေဖန်မှုတွေမြင့်တက်နေတယ်ပေါ့နော်အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတာလေးကျွန်တော်ကြည့်အောင်နော်အရင်ဆုံးဒီမိုင်ဖုံးဆရာတော်ကြီးဟောခဲ့တဲ့တရားကိုအရင်ဆုံးနားထောင်ကြည့်လာအောင်နော်မကြွားပဲနဲ့မြတ်တာလားမပူပဲနဲ့ဒီလိုအများကြီးပြည်ပြည့်စုံနိုင်တယ်။အဲဘုရားအဲနဂါစီရနဂါယတ်ဘုရားဘုရားအဲနဂါစီရ အဲငကအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်အာငကရဲ့ဒီလမ်းနဲ့တော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တချို့အာကုသူတွေလှုပ်နေပုံကိုများတယ်ဟုတ်တယ်ဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ဟာအာကုသူများတဲ့ပုံကိုအဲ့ဟာတည်ကြည်ပျက်စီးရမြန်ခံစားခံစားရမြန်နော်ကဲ okay. ဒီတရားဟောခြင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုနော်ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်နော်အဲ့တော့တည်သွားတဲ့လူတွေကအာဟုသူတွေများလို့တည်သွားတာလားဆိုတာမျိုးတွေပေါ့နော်နောက်တော့ဒီလိုမျိုးတရားဟောတာကဒီတကယ်ငှလင်းငှလင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တချို့တွေရဲ့အထင်မြင် user ချက်တွေမှားကုန်မယ်ဆိုတဲ့ဟာပြောပေါ့နော်အခုကတော့တိတ်ပန်နီးကြပြောမယ်ဆိုရင်ဒါမြေလာမြေလာတွေရွေ့လျားလို့ဒီလိုမျိုးဖြစ်တယ်ဆိုအားလုံးသိပြီးသားဖြစ်ပါတယ်နော်ပြီးတော့ဒီတရားဟောချက်ကဆိုရင်တော့အခုလိုမျိုးဒီတိတ်သိပ်ပန်ခစ်ထဲမှာပေါ့နော်တရားဟောခြင်းနဲ့မလောင်ညူးဆိုတဲ့ဟာမျိုးတုံးတထာတွေ့ရပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုဘဘူးကြော်ပြောထားတဲ့ချင်းနားထောင်ကြည့်လာနော် မြန်မာနိုင်ငံအခုကျွန်တော်တို့ဒီမြန်မာနိုင်ငံလေဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ဘေးနားမှာဗမာလိုဟောတာဗမာလိုဘာသာပြန်ပြီးမှတရားလဲတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်3000လောက်ရှည်လျားတဲ့နဂါကြီးနှိုးချွာလာနှိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးကြီးဖြစ်ပြီးတော့အာအခုတို့ကန်ရှိတယ်လူပြီးပျက်စီးကြတော့ပြောရလိုက်တာဗျာတိတ်ပေါ်တိတ်ပေါ်ဒီကြမြင်စေခြင်းနဲ့ဗျာကီလိုမီတာ1200ရှိတဲ့စကိုင်းဖြတ်ပြပြောဆိုတော့ကပတ်စီရင်ဝင်မှာ ီကနေပြီးတော့ငလင်လောက်တဲ့ကိစ္စဗျာတေွားတဲ့လူတွေကပဲမသိရင်အာကုသူများလို့သိွားတယ်လို့ပြောခင်ဗျားတို့ဗျာဒီလောက်အစ်စ်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာโอเคရတယ်ဟောကဲမင်းအဲ့တော့မိုင်းမုံဆရာတော်ကြီးဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှမှရရကျွန်တော်ပြောပြမယ်ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ်ခင်ဗျားတို့မှတ်မိလား2018ခုနှစ်ဇူလိုင်23ရက်နေ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘောလုံးသမား ကလေးငယ်လေးတွေ၁၂ရောင်နဲ့နီးပြတစ်ရောင်၁၃ရောင်လှိုင်ကူထဲဝင်သွားမိုးတွေကြွားရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်လှိုင်ကူထဲမှာကိုရက်တတိပိန်မိနေတယ်စူလိုင်လာမှာမသူတို့တည်င်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေကြီးအဖွဲ့ဝင်နေတဲ့သူတို့ကေဆေရတယ်ကေဆေရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ထိမှတ်မိသေးပါတယ်ကေဆေတဲ့လူ၂ယောက်အဓိက၂ယောက်က Navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့ကျွမ်းချစ်ပညာရှင်၂ယောက်လှိုင်ကူတွေထဲမှာရေတွေငုတ်ပြီးတော့သူတို့ရဲ့တချို့သူတို့၂ယောက်ကတချို့ဒီရေငုတ်တဲ့ပစ္စည်းအဆန်းတွေအရစားတီးဆောင်လာတဲ့၂ယောက်ပေါ့နော် Rick and John လို့ခေါ်တယ် John and Rick ပေါ့ဗျာနာဟိုစကားပြောလို့ကောင်းပြောရင်အဲ John ကတော့ကျွန်တော်မမရတော့သူ့ဆို Jonathan လမ်းတည်ဘူးအာကျွန်တော်တို့ John Jonathan လမ်းတည်သူ့နာမည်လေဗြိတိန်နိုင်ငံသားပါအာဒီ Richard Satan နဲ့ John နဲ့ပေါ့နော် Rick and John မှတ်လိုက်ပါဗျာသူတို့သူတို့သူတို့နှစ်ယောက်ကဲစေခဲ့တယ်ကဲစေခဲ့တယ်မှသူတို့အဲ့ဒီသူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရောက်အောင်ခက်ခက်ခဲခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့ခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင် ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပေးပြီးတော့ဒီလိုအလုံးပိတ်အောက်ဆီဂျင်ထွက်လာတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခဲခဲနဲ့လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။ဟုတ်ပြီ။အဲ့ဒါနဲ့ပါဆိုင်လဲဆိုတော့ကျွန်တော်စပြီ။အဲ့ဒီအချိန်မှာအဲ့လို marketing အချိန်မှာကျွန်တော်တို့အမှထိုင်းနိုင်ငံကိုမိုင်းဖုံးစရာတော့ကြီးကြွာလာ။ကြွာလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင် तू ကပြောသွားဒီကလေးတွေကအားလုံးအသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောသွားတယ်။အဲ့ဒီအချိန်မှာမှတ်ပါလေကျေးဇူးတင်ပါလေ။ तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်။ ဟုတ်ပြီထားလိုက်ပါအဲ့ဒီအချိန်မှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအေးဒီသွားပြီးကဲစေတဲ့ခက်ခဲကြီးမသိတော့မိုင်းမုံဆရာတော်ကြီးပြောမှရတယ်အထွက်လာတဲ့ခါလည်းအခါကျတော့တွက်လာမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြစ်တာလေးပို့ပြီးလို့ဒီလူတွေအသက်ရှင်ရထွက်လာတကယ်တကယ်ကျတော့အဲ့ဒီမှာစူးစမ်းပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကူညီကဲစေရေးလုပ်သမားတွေအဓိကကဲစေခဲ့တဲ့ဂျော်နယ်ရစ်ကနဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောင့်တုံးကြဖြစ်သွားတယ်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာမိုင်းမုံဆရာတော်ကြီးမြစ်တာကြဒီလူတွေ ဘန်မိုးဆိုင်ရဲ့စုတောင်းပေးမှုကြောင့်ဒီလူတွေအသက်ချမ်းသာရတယ်ကျွန်တော်တို့ဒီမှာဖြစ်နေတဲ့စောက်တလွဲပါတာရဲ့ခြင်းအခုဖြစ်လာပြီလူလေးပဲကျွန်တော်တို့အခုကျွန်တော်ဒီငလင်းလောက်တယ်အခုအဲ့ဘန်မိုးဆိုင်ရဲ့ကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ဖြတ်ဖြစ်ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွားလာတယ်အခုမကြသေးခင်အချင်းကအုံနောက်တွေနှက်ဖြတ်ပို့ရောက်လို့ထိုင်းမှာလေတရားဟောနေရင်လည်းစင်ပေါ်မှာ ဆဆွဲဆဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ကောပကတွေကလည်းမသိရင်နတ်တွေကိုခေါ်ပြီးနတ်တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမတန်ငတ်ပြရောကအုံတော့တွေရောက်လို့သူကျမ်းမရေးချောက်အဲ့ဒီမှာဆေးရုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတော့ကပြောလိုက်တာဟာမသိနတ်တွေပဲခုန်နေဖြစ်လို့အဲအဲ့ဒီတော့လေစကားထွက်ခဲ့ကြတယ်အခုကျမ်းမရေးကောင်းပြီထင်ပါရဲ့သူရောက်လာတယ်ဒီစကားမျိုးပြောတယ်โอเคဘူချောမင်းဘုရားဗဒာနေနဲ့မိုက်ဖုန်းဆရာတော့ဘလို့မြင်လဲဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲ ျွန်တော်မိုင်ဖုန်းဆရာတော်ကြီးဘယ်လိုမြင်လဲဆိုတော့ကျွန်တော်စူးငုံကားတွေကစံစာတပင်းနဲ့ဆရာတော်လို့ပဲမြင်တယ်ကျွန်တော်တို့အားလုံးကြည့်ရပါပါကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးကြည့်ရပြဆုံမခုံလို့ပြောလိုက်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်ဆုံမခုံရယ်ပါကျဲရယ်ချန်တန်ဆာတော်ရယ်အဆိုင်နေလေရင်းနေကအဲအဲ့ဒါရယ်အဲ့ကျန်းသာတပင်းနဲ့ဆရာတော်အဲ့လိုအမြင်နေပုတ်ဆောင်နေလေတုတ်ခောက်နေကျွန်တော်မသိလို့မင်းတကယ်ဘုရားပါတာလားမဟာယနလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ ဟာလာကျွန်တော်တော့ဉာဏ်မမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လေကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်ကြတဲ့လူတွေတဲ့မှာလေကျွန်တော်တို့ဇီယာဟိုစောက်ဆုံးမကြတဲ့ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုးကွယ်ကြတယ်ပုံကြီးကိုဘာဖြစ်လို့လဲဆိုတော့နေရာရလို့လားနေရာရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရရချီတဲ့ပုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ပုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲကြည့်ကြည့် ျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ပုံကြီးတွေကိုမကိုဝဲပိုထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘေးရင်တွတ်တက်တဲ့ဆရာတော်တို့ရရချီတက်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတဲ့ဒီနိုင်ငံတော်အကြီးကဲအုံတော်မရှိတဲ့ကောင်းလေးခရိုနီတဖြစ်ညာတော့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီစစ်အစိုးရနဲ့ရင်းနေပြီး ပြီးတော့ချမ်းသာလာတယ်အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရရချေပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ပဲမူကပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ကင်မရာတိချက်တွေ့ကြည့်ဒီမှာဟိုနေဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပြီးလိုက်အဲ့ဒီလက်စွပ်ကဘယ်လောက်တကူကြီးငါတို့ကြောက်ကူမှာပါအဆောင်ပြီးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတူတက်လာတာအဲ့ဒါကျွန်တော်မြင်မှလူလို့တွေစောက်တယ်လို့ထင်ခွဲအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမယ်အဲ့ဒါထေရဝါဒလားโอเคအခုငလင်းဖြစ်တယ်ရိုးရိုးလေးပဲဗျစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1000ရှိတယ် ခင်ဗျားတို့ကြားဘူးလားမသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်းလောက်တယ်။အဲ့တော့ဂျပန်လူမျိုးတွေကငလင်းနဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နှီးစားရပတ်ဝန်းကျင်တွေကိုသူတို့ကငလင်းအင်းလေးလာရေးတွေထွက်တယ်။မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာ။အများကြီးတိတက်တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါ။အများကြီးလက်စူးစမ်းခဲ့ကြတယ်။စကိုင်းပြည့်ပြည့်ကျော်ကအကြီးဆုံး။ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးလို့လည်းပြောလို့ရတဲ့အနေအထားထဲမှာပါတယ်။ကမ္ဘာဒီငလင်လှုပ်တဲ့ပြက်လွေကြော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကြော်ပြ၊စကိုင်းပြက်ရွေကြော်ဆိုတာ။ငလင်လုံးရင်အားလုံးထိခိုက်မယ်။စကိုင်းအခုကစကိုင်းပြက်ရွေကြော်တက်တဲ့ကို ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြည့်စီဆုံးရှုံးများတယ်ကျွန်တော်တို့အခုဖြစ်ပြကြတယ်အဲ့လိုအနေထားမျိုးဖြစ်တယ်အဲ့တော့မသိရင်ခင်ဗျားတို့ဒီဘုန်းတော်ဘာသာကိုပဲစုံစမ်းလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့တိုင်းဆိုအခုတို့များတဲ့ကောင်းနေရှောသလိုဖြစ်ရှော်ရည်လူတွေလည်းကြည့်ပါဦးနော်ချမ်းသာတဲ့လူတွေကြီးပဲကဲကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရချင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးပါတယ်မြည်သူမှမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေက ဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားနေအရင်ဖြစ်နေတယ်ဒီဖုန်းကြီးတွေကြည်လန်အရင်ချမ်းသာကြွေဝါကြတယ်ဒါတွေထိုက်တိုင်ရင်လားခင်ဗျားတို့ကိုယ်ွယ်ဖို့စစ်စစ်ကြားလေးတော်ရာစစ်စစ်နဲ့ကြကြလုတ်တင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညံနေတဲ့ရန်အစစ်တွေတန်ခါအစစ်တွေအများကြီးပါဒီလူတွေကိုကိုယ်ွယ်ကြပါအရင်ချမ်းချမ်းသာသာဖြစ်စေခြင်းလို့ချမ်းချမ်းသာသာဖြစ်ခြင်းလို့စိုးရပဲလိုက်ပြီးလုံနေတဲ့ဖုန်းကြီးတွေကိုပယ်ပေးပါအစိုးရပေးတဲ့ ဘွေးတော်မယူဘဲနဲ့နေနေထိုင်ကြတဲ့ဘုန်းကြီးတွေလည်းအများကြီးပဲအဲ့လိုပဲရိုးရိုးလေးပဲပြောဘာသာရေးကျင်းနေမမိပါစေနဲ့2025ရေးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံမှုမှုနေနေလည်းဆုံးဖြတ်နိုင်ကြပါစေတိတ်ချက်ပေါကောင်းလေဗျာကပါမှာဒီစကားကြီးဒါနိုင်ငံတကာတိုင်းပြီးဟာတာလုံးမဲ့ကိစ္စလေးအဲ့ဒါကြီးကိုအခုဒီမှာ social network မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စင်ကောင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk များတယ်ကျွန်တော်သိတယ်အနေများတယ်ကျွန်တော်သိဆဲကြမဲ့လူများဒါမှမတတ်နိုင်ဘူးဗျာကျွန်တော်မှန်တာကိုမြင်တဲ့အတိုင်းပြောတာပါကဲ ဒါတော့ကိုပူကျော်ရဲ့တုံ့တက်ချက်ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ကလင်ကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးအသိတိုင်းပဲဒီစကိုင်းပြည့်ကြီးကြောင်ဖြစ်လာတဲ့ကလင်လို့ဒါကတော့ကျွန်တော်ဒီတိတ်ပန်နီးရအားလုံးသိပြီးသားဖြစ်ပါရဲ့နော် ကဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းအကျန်းဖက်စစ်ကောင်စီမင်းအောင်လှိုင်ရဲ့လော်ဘီပေါ့နော်ကျော်မင်းမင်းကအခုဆိုရင်ဒီတရုတ်ကြီးကဒီလာရှိုးမှာဝင်ရောက်ဆွတ်ဖက်မှုပေါ့နော်အခုဆိုရင်တရုတ်ကဘယ်လောက်တောင်ချင်းနေဆိုလဲဆိုတော့အပြစ်ခက်ရက်စဲရေးစောင့်ကြည့်ရေးအဖွဲ့ဆိုမှလာရှိုးမှာထိုင်နေတဲ့ကိစ္စပေါ့နော်တော်တော်ကြီးကိုဟိုမြန်မာပြည်ကိုဘယ်လောက်ဝင်ဆွတ်ဖက်လဲဆိုတော့သိတာစီတဲ့အချက်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးအခုဆိုရင်ဘောမဘက်ကလည်းဒီတရုတ်ကိုမြင်လာပြီပေါ့နော်အဲ့တော့ကျော်မင်းမင်းပါပြီးပြောထားတယ်ကျော်မင်းမင်းကပြောထားတဲ့ခါကိုပြန်ပြီးတော့ဒဲဖိုက်ထားတယ်ကိုစီးရပြီဒီချက်တော့ကြည့်အောင်နော် င်ပြမယ်လို့တွေးကြော်ခဲ့တဲ့ဘောမှလည်းအတွက်ဆန်ခပြေသွားတဲ့အချိန်မှာတက်ကရမထအောင်လည်းလာရှို့ပြအဲ့ချိန်မှာတကယ်တည်းလိုက်အောင်မဲကြအောင်နှစ်ချမ်းခွဲပုံနဲ့ဖတ်တိုင်းတယ်မှာတစ်ချမ်းကဘူးမတိဘာမလာရှို့ရအောင်ထပ်ပြောတယ်တစ်ချမ်းနဲ့တစ်ချမ်းကျတော့စဉ်းစားစစ်ချင်းများရှိတော့နည်းနည်းလေတဲ့ပုံများအရင်ကအရင်ရှစ်စစ်စစ်စရာကြီးပါလားဆိုပြီးတော့ထအောင်တဲ့ချမ်းနော်အဲ့ထဲမှာကြောင်မျိုးမင်းကြောင်မျိုးမင်းကတော့တဲဆိုတာကြီးနားထောင်ကြည့်ပါရတယ်သူများเนาะတေးကိုမျောနေကြတယ်သူများ တရုတ်မရှိနေဘာခွင့်ရရမလဲဆိုတော့ဟိုခရော့ပါခရော့ပါစင်လေးခွင့်ရတော့ပြောရတယ်ဗျအဲ့လိုလေကျွန်တော်တခါလဲရှင်းရှင်းလေးပဲပြောလိုက်တရုတ်ပါဝင်ပတ်သက်လာပတ်သက်လာပြီးရင်တရုတ်ကိုယ်တိုင်ကတရုတ်တိရှိရခွင့်လာရှုပ်ထိလာပြီးတော့ထိုင်ပြီးတော့အခုဘာခေါ်လဲအဖွဲတရုတ်ကအပြစ်ခံရစဲအပြစ်ခံပြစ်ခံရစဲစောင့်ကြည့်မှုအဖွဲဆိုတာပါလားအဲ့ဖွဲကိုဖွဲတယ်နော်ကျွန်တော်ကျွန်တော်တော့သကလုံးမားပါဆိုလို့သူတို့ကားကားတွေမှရေးတယ်တရားလေကားမှရေးတာပြီးတော့အဲပြစ်ခံမှုပြစ်ခံရစဲမှုစောင့်ကြည့်အဖွဲအမဲတော့ကားရဲ့စာရမ်းအဲ့လိုအဖွဲထားပြီးတော့သူကတရုတ်ကလာထိုင်မှာထိုင်ပြီးတော့သူကရှင်းရှင်းလေးပဲ ဘီလို့စစ်ရကဒီမှာနေဘီလို့လို့ဘီလို့လို့ဘီလို့ပိုကဘီလို့ဘီလို့ဘွားဘီလို့ခင်ဗျာဘီလို့မဲသွားစီမှာတော့မသိရင်ကျွန်တော်တို့ဟုတ်တယ်ဘီလို့စပွားလေးစကားကြည့်မှာဘယင်းဘယင်းခက်ကစပွားလေးစကားကြည့်တယ်တချို့နေရာထောင်ထားချားနာတဲ့အတွက်အเจ้าဘူးလို့စကားလို့ဒီမှာထောင်ထားချားနာတဲ့အတွက်အခါလေသူတက်တက်လို့ဘယ်ရတက်တော့ယူထွက်လိုက်ပြီးတော့အဲ့ဒီအောင်ချင်းမခံပြီးတော့တို့လိုချင်တဲ့လူကိုနန်းတင်ပေးတယ်။တို့ရဲ့ဘယင်နိုင်ငံမျိုးကဘွာသားနေကိုပြန်ခဲ့ပြီးတော့မင်းကဘွာသားလို့မင်းကလူသားလို့မင်းကနေသားလို့ဆိုလို့ပြင်းရတယ်လို့ပြောတယ်။ပြုတ်ကအဲ့ဒီချင်းရောက်နေဆိုတော့ခမည်းဆန်းကြီးပြုတ်ပတ်တယ်လားမပတ်တယ်လား။ခမည်းဆန်းကြီးသိတာဟုတ်တယ်။ပြန်ပြောတယ် ဟုတ်ကဲ့ဒီကဒီကကြောင်မျိုးမပြောမှန်ပါလိမ့်ကြောင်မျိုးမလောင်းနေတယ်ဒါဒီပေါ်ပြောတာမှန်တယ်လေကျွန်တော်ပြောတာကတေယုတ်ကတူတူအကျိုးအမြတ်မရပဲဘာမှမလုပ်ဘူးနေကတေယုတ်ဆိုတဲ့ကြောင်မျိုးကကဘာပေါ်မှာတေယုတ်ညိုထားတဲ့တိုင်းပြည်တွေဘယ်တိုင်းပြည်ဖြစ်နေပြီးလင်နာစိတ်ကန်းကြီးဒီအာဆီယံနိုင်ငံထဲမှာတေယုတ်ရဲ့အကျွေးပြီးထောင်ချောက်ထဲမှာဘယ်နိုင်ငံကြီးပြည်နေအဲ့တော့တေယုတ်ကတူတူအခွင့်ရမရပဲဘာမှမလုပ်ဘူးအခုလက်ရှိစားတဲ့လောက်ရတဲ့ပုံ ုံကအခုကြော်မျိုးမျိုးပြောသလိုပဲအရေးကြီးကဘရင်လေးဟုတ်လားမလားပုံကန်တဲ့ဒေတာတွေကိုသူ့တက်ကိုထွက်လိုက်တယ်ထွက်လိုက်ပြီးတိုက်ပြီးခြေဖုံးခိုင်းတယ်ပြီးလို့ရှိရင်ရောမင်းကမျိုးစားမင်းကဒေသမင်းတောင်းမင်းတို့ဘယ်လိုလုပ်ဆိုရတာမျိုးနဲ့ညွှန်ကြားသူမြန်မာပြည်ကိုတရုတ်ကတူရဲ့လက်အောက်ခံတိုင်းပြည်တစ်ခုအနေနဲ့စင်းတော့တူရဲ့ပြည်နယ်တစ်ခုအနေလို့သဘောထားပြီးတော့လာချဲလဲတာအဲ့ဒါကြီးကိုဒီနော်စစ်တပ်မြန်မာတပ်မတော်ဆိုတဲ့အရာကြီးကအဲ့ဒီတရုတ်ခိုင်းတဲ့အတိုင်းလိုက်လုပ်ပြီးတော့ဒီလာရုပ်ပြန်ပြီးတော့ဟွေးသွိုးပေါက်ကနေဝင်ရတာ နော်အဲ့တော့စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့ခေါင်းရှိတဲ့ကောင်ကြီးရှက်စရာမတိဘာဖြစ်လို့လဲလာရှိုးအခု rank on rank on စစ်တပ်ကပြန်ရအောင်အဲ့ဒါကပြောဆိုလက်မှတ်ထားဟုတ်တယ်မလားအခုလာရှိုးကြတော့တရုတ်ကဲ့နော်လုံရအောက်ကနေခွေးသုံးဖောက်ကနေဝင်လာတာအဲ့တော့စကားကုန်ရှိတယ်နိုင်ငံရုပ်ခွေးသုံးဖောက်ကမဝင်နဲ့ဆိုတာအဲ့လက်ရှိမြန်မာတပ်မတော်ကြီးပါလို့တို့တို့ကျွေးကြော်ထားတဲ့ကောင်တွေကခွေးသုံးဖောက်ကနေဝင်လာတာနော်အဲ့ဒါဆိုရှက်တက်လဲသေးလို့ရတယ် ဒါတယောက်တည်းစောပတ်မှုတက်တက်ဆိုတာလူတိုင်းနဲ့ပြီးဟုတ်ကဲ့ဒါတော့ကိုစီရဲ့သုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့တော့ဒီအချမ်းဘက်စစ်ကောင်စီနဲ့ဒီတရုတ်ရဲ့ပူးပေါင်းမှုကြောင့်ပေါ့เนาะဒီမင်းအောင်လည်းဘာတွေပေးတာဘာတွေထိုးကြွထားလို့လည်းမသိဘူးเนาะတရုတ်ကဒီလောက်ဒီလောက်ထိဝင်ပြီးဆွတ်ဖက်နိုင်တာဖြစ်ပါတယ်เนาะဒါတွေကိုထည့်မပြောဘဲနဲ့သူတို့ကအခုမှတရုတ်ကိုသွားပြစ်တင်နေတာပေါ့เนาะအမှန်ဆိုသူ့အဖအကိုသွားမေးရမှာသူ့အဖဘာတွေပေးတာလည်းမသိဘူးเนาะ ဲ့တော့ဘာဖြစ်ပါပါကျွန်တော်မြန်မာပြည်အတွက်ကတော့စိုးရိမ်စရာဖြစ်ပါတယ်တော်လိုင်းရေးအောင်ပြီးသွားရင်တော့ဒါတော်လိုင်းရေးရဟိုကြက်ဖက်မင်းအောင်လာဘလောက်ပဲပြေးပြေးဒါကျွန်တော်တို့ပြည်သူတွေကပေးတာမဟုတ်တဲ့အတွက်တော်လိုင်းရေးပြီးရင်တော့အကုန်လုံးကတော့ကျွန်တော်လက်ထက်ပြန်အောင်မသေးကြပါဘူးနော်ကဲခုနောက်ရက်ပိုင်းမှာပေါ့နော်ဒီ online မှာသတင်းကြီးနေတယ်ပေါ့နော်ပလောဝမြို့တယ်မှာ AA တပ်သား2ယောက်ကမရိမှုကျွလွန်ခဲ့တဲ့သတင်းပေါ့နော်ဒါဒီဒီသတင်းနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်ဒီသတင်းကအမှန်ဖြစ်ပါတယ်ဆိုပြီးမှပြောလာတဲ့ဥခိုက်ဒုက္ခပြုကြည့်ရဖြစ်ပါတယ်နော်ဒါအပြင်အဲ့ဒီ2ယောက်ကိုလည်းသူတို့စပြီးမှအေးအေးယူထားပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူပြောထားတဲ့နောက်နောက်ကြည့်လောက်နော် အော်ဟုတ်ကဲ့ပါခင်ဗျာအော်ဒီမဒိမ်မိုးကျူးလွန်တဲ့ဖြစ်စဉ်ကတော့ဒီ2025ခုနှစ်ဧပြီလ9ရက်နေ့ဟိုညနေ9:00နာရီမိနစ်90အချိန်မှာဒီပလဲဝါမြို့နယ်ဟိုစိမ့်စင်းဝါကျေးရွာမှာလာထဲမှာနော်ဖြစ်ပါတယ်ဟိုပြင်းမှုဖြစ်တဲ့နေ့ကလေးကအဲ့ဒီပြင်းမှုကျူးလွန်တဲ့ရဲဘော်နှစ်ယောက်ကိုအာကျွန်တော်တို့ဟိုဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်အာအခုကတော့သူတို့ကို ကျွန်တော်တို့ဒါဟိုစစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ် ဟိုဒီကိစ္စဒီတရားမျှတမှုရရှိဖို့အတွက်ဒီပြင်းမှုနဲ့ပြစ်ဒဏ်မျှတအောင်เนาะကျွန်တော်တို့ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကဲနောက်ထပ်မိန့်ခွန်းတစ်ခုကလည်းတကယ်ပဲဒါအခုလောလောဆယ်နာမည်ကြီးနေတာပေါ့နော်ဝေဖန်မှုတွေများနေနေခဲ့တဲ့ရွှေခိုးမှုနဲ့ပတ်သက်ပြီးဖြစ်စဉ်ကိုသိချင်ပါတယ်။ရွှေခိုးမှုတန်တရားနဲ့ဖမ်းဆီးခံရသူမိသားစုဝင်တွေလက်ရှိအခြေအနေဖမ်းဆီးခံရစဉ်အတွင်းကားတိုက်ခံရပြီးတိုက်ဆုံသွားတဲ့ချုပ်သားရဲ့နောက်ဆက်တွဲအမှုအခြေအနေကိုသိပြရစီဆိုပြီးမပြောထားတဲ့အမိထားတဲ့ဟာပေါ့နော်။ဥက္ကဋ္ဌဒုက္ခဘလို့ဆက်ပြေးကြတယ်နောက်ထောင်ကြည့်အောင်နော်။ ဟိုလက်တလုံးဒီပြည်သူတွေကြားတဲ့နောက်ဒီဆိုရှယ်မီဒီယာထက်ပြင်မှာဒီလူပြိုးများနေတဲ့ဒီကိုအေးမင်းဆွေတေဆုံမှုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအကျဉ်းချုပ်ရှင်းပြရမယ်ဆိုလို့ရှိရင်ဒီကိုအေးမင်းဆွေကိုဒီရွှေတပိုက်တန်နဲ့ချစ်စေကြတာဒီကာလတန်ဖိုးဟိုကြာသိန်းပေါင်း1800ဖိုးဟိုခိုးမှုနဲ့ပတ်သက်ပြီးတော့ဟိုတိုင်ကြားမှုရှိလာတဲ့အတွက်ဟိုကျွန်တော်တို့ဒီအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဒီတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူလုံခြုံရေးဌာနက ဒီ labs ကဟိုဖန်စီထိမ့်ပြီးတော့ဒါသူ့ကိုစစ်စစ်နေတာဖြစ်ပါတယ်။ဟိုကို image တွေကိုဟိုဒီ labs ကဒီစနစ်တကျစစ်စစ်ဖော်ထုတ်တဲ့အခါဒါသူ့ရဲ့ထွက်ဆိုချက်တွေအရဟိုဒီအမှုမှာဒီဆက်ဆက်ပတ်သက်တဲ့ဒီတန်တရားတရားခံတချို့ကိုလည်းပဲဟိုဒီအရှုဒီ remain တောင်းပြီးတော့မှဒီဟိုဟိုစစ်စစ်နေတာတွေရှိပါတယ်။ ဟိုအဲ့ဒီလိုဒါစနေတကြဆစ်ဆေးပေါ်ထုတ်နေတဲ့အရှင်တို့တဲမှာဒီအေပီလာဆစ်ဆေးနေ့ဒီမနေ့ချင်းနိုင်လောက်မှာဒီအရှုပ်ထောင်ကားကိုဟိုဆက်ပြင်ဖို့အတွက်ဟိုအတော့မှာဟိုတန်းစီဖို့လာနေတဲ့ဒီကိုအင်းမင်းစွေကဒီလမ်းကိုဖြတ်ကူးတဲ့အချိန်မှာကားက break ပေါက်ပြီးတော့မှဒီအဲသူ့ကိုဟိုမတော်တဆဟိုတိုက်မိပြီးတော့ဒီခုနကပြောတဲ့ဒီအဓိကတရားခံဟိုကိုအင်းမင်းစွေအာတေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ် ရင်မတော်တဆမှုနဲ့ဒါကိုအေးမင်းဆွေတည်ဆုံးသွားတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့အနေနဲ့ဒီမိသားစုနဲ့ထပ်တူကိုစိတ်မကောင်းဖြစ်ရပါတယ်ဟိုဒီမတော်တဆကတိုက်ပြီးတော့လူတည်ဆုံးမှုအာဖြစ်စေခဲ့တဲ့ဒီလက်တပ်ဖွဲ့ဝင်ကိုလည်းပဲဟိုတရားဥပဒေအရကျွန်တော်တို့အေးအေးယူဆောင်ရွက်နိုင်ဖို့အတွက်ဟိုဖန်စီထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ဟိုဒီအမှုမှာဒီအဓိကတရားခံဒီကိုအေးမင်းဆွေအာတည်ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့ ဟိုသူနဲ့ပတ်သက်တဲ့အမှုကိုဟိုပိုက်တင်ရမှာဖြစ်ပါလေဒါပေမဲ့ဟိုဒီရွှေခိုးမှုဖြစ်စဉ်အမှုတစ်ခုလုံးကိုဟိုပိုက်သိမ်းမှာတော့မဟုတ်ပါဘူးဟိုနင့်နာတဲ့ဒီရွှေပိုင်ရှင်ပြည်သူအတွက်ဒီတရားမျှတမှုရအောင်ဒီအမှုငံပေါ်ပေါက်ဖို့ကျွန်တော်တို့ဒီအာ တရားဥပဒေစိုးမိုးရေးနဲ့ဒီပြည်သူ့လုံခြုံရေးဌာနအနေနဲ့ဟိုဆက်လက်ပြီးတော့ဟိုစ조사ဖော်ထုတ်သွားမှာဖြစ်ပါတယ်ဟိုပြောရမယ့်ဆိုလို့ရှိရင်တော့ဒီပျောက်ဆုံးသွားတဲ့ရွှေဒီပစ္စည်းကိုဟိုပိုင်ရှင်အမှန်လက်ထက်ကိုပြန်ရောက်ဖို့အတွက်အာကျွန်တော်တို့ဒီ D-Lab ဌာနအနေနဲ့ဆက်လက်အာ조사အာဖော်ထုတ်သွားဖို့ဖြစ်ပါတယ်ဒီ ULA အစိုးရရဲ့ဒီအောက်ချုပ်ရေးတရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ဒီဝေဖန်မှုတွေရှိနေကြတဲ့ပုံမှာဟိုကျွန်တော်တို့အနေနဲ့ဟိုစ조사ပါတယ် ဟိုပြည်သူတွေရဲ့ဒီအပြုသဘောဝေဖန်ထောက်ပြအကြံပြုချက်တွေကိုဟိုအထူးအလေးထားပါတယ်ဟိုလိုအပ်ချက်တွေကိုအကောင်းဆုံးပြုပြင်ပြီးတော့ဟိုကျွန်တော်တို့ရဲ့ဒီအုံချုံရေးတရားစီရင်ရေးတွေကိုဟိုအခုထက်ပိုကောင်းအောင်ကျွန်တော်တို့ဟိုပြုပြင်တည်ဆောက်သွားမှာဖြစ်ပါတယ်ဒီ အခုလက်ရှိကာလဟာကျွန်တော်တို့စစ်ပွဲကာလကိုဖြတ်ကျုံနေကြတဲ့အချိန်ဖြစ်တယ်။ဒီလိုမျိုးစစ်ပွဲကာလအတွင်းမှာဒီတရားဥပဒေစိုးမိုးရေးနဲ့ဒီတရားစီရင်ရေးကိစ္စတွေကိုကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာဒီလုံခြုံရေးချူတောင်းကနေပြီးတော့မှကျွန်တော်တို့ထိသွင်းစဉ်းစားပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေရတဲ့အချိန်ဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဒီဒီလိုအချိန်တွေမျိုးမှာဟိုစောင့်ကြည့်နေတဲ့ဒီပြည်သူတွေအနေနဲ့ကလည်းပဲ ဒီနှစ်ဖက်ရဲ့ဒီအမြင်ခံစားချက်ဒီဆုံးရှုံးမှုတွေကိုဟိုအသေးစားနားထောင်ပြီးတော့မှဒီဝေဖန်အကြံပြုကြဖို့အတွက်ဒါကျွန်တော်တို့အနေနဲ့ဟိုတိုက်တွန်းပြောကြားလိုတာရှိပါတယ်။ကဲဒါတော့เนาะဒီပြည်သူဂျာနယ်မှာနိုင်ငံကြီးနဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ဥက္ခိုက်ဒုက္ခဒီရှင်းပြထားတဲ့ view file ဖြစ်ပါတယ်เนาะအဲ့တော့အခုချိန်မှာဘာပဲပြောပါเนาะဒီလိုမျိုးအမှုတွေကိုဒီလိုမျိုးထွက်ရှင်းတာတကယ်ပဲကောင်းပါတယ်เนาะအဲ့တော့ကျူးလွန်ခဲ့တဲ့သူတွေကတော့တရားဝင်နေညီအေးအေး ရမှာသိကြပါနော်သူတို့အေးအေးခံမှုလည်းလိုအပ်ပါတယ်နော်အဲ့ဒါမှာပြည်သူကတကယ်ပဲတရားမျှတမှုကိုလိုချင်တဲ့ပြည်သူကတကယ်ပဲကြီးနေမှာဖြစ်တယ်အခုဆိုရင်ကျမစစ်ကောင်စီထိန်းချုပ်ထားတဲ့နေပြည်တော်ဆိုရင်ဟိုဒီလာရှိုးမှာတော့ပေါ့နော်လာရှိုးရတာတော့မကြသေးဘူးဟိုမှာဟိုဓမြမှုတွေက ကြားနေရပြီပေါ့နော်ဒါပြင်တခြားနယ်တွေမှာဆိုလည်းအဲ့လိုမျိုးအမှုတွေတအားများတယ်ပေါ့နော်ဓမြတိုက်ခံရတယ်ဟိုဆိုင်ကဲနဲ့လာတဲ့ကောက်မိန်းကလေးကိုကောက်ကွာလူတွေဓမြတိုက်ပြီးမှယူသွားတယ်တချို့တချို့ဆိုရင်ဓမြတိုက်ခံတဲ့အချိန်မှာပြန်ခုခံလို့ဓာတ်နဲ့ခုခံတယ်ဆိုတော့အမျိုးမျိုးကြားနေပေါ့နော်ဘာမှလည်းလိုက်ပြီးခြင်းမရှိပေါ့နော်အဲ့အချိန်မှာဆိုရင်ခုချိန်မှာဆိုရင်ကျွန်တော်ပြည်သူလူထုကတရားဥပဒေဆိုတာကမရှိသလိုဖြစ်နေပါတော့ဒါပေမဲ့လည်းအခုချိန်မှာအာရခတ်တော်အေးကခုလိုမျိုးဝေဖန်မှုတွေကြုံလာတဲ့အခါမှာဒီလိုမျိုးထွက်ပြီးမှပေါ့နော်ဝင်ခံပြီးမှထွက်ရှင်းတာတကယ်ပဲအရင်ပဲကောင်းပါတယ်နောက်ပြီးတော့တကယ်တည်းအဲ့ဒီ ဒီမတရားမှုကျွလွန်တဲ့လူတွေကိုတကယ်ပဲစီရင်ဖို့လိုပါတယ်နော်။ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာနော်ဆရာလူမျိုးကျော်ပြောထားတဲ့သတင်းလေးပေါ့နော်။စကိုင်းတိုင်းကဘာဖြစ်လို့လွတ်လွတ်လပ်နေလို့ရလဲဆိုတော့ဒီအချက်ပစ်ကောင်စီတော်လန်လို့ပေါ့နော်။အဲ့ကြားထဲမှာ तू ဘာဘာတွေတော်လန်နေခြင်းရဲ့အကျိုးမြတ်တွေဘယ်လိုရှိလဲဆိုတော့ तू ပြောထားတယ်နောက်တော့ကြည့်အောင်နော်။ထွေထူးပြောနေခြင်းမလို့ဘူး။တိုင်းပြည်ထဲမှာရောင်ရီရန်ကုန်အဆရှိတဲ့ဖက်စစ်တဲ့စုံမှုအုပ်ချုပ်ထားပါတယ်ဆိုတဲ့ဒေတာတွေကငရေတမျှဖြစ်နေတာ။အဲ့တော့ကျွန်တော်ကအဲ့ရန်ကုန်ကအဲ့တဲ့ကိုပြောမိတာပါ။ ခင်ဗျားတို့ကတော်မှမတော်တန်တာ။ပုံလန်တဲ့ဇကိုင်းသားဘလို့နေရလဲကြည့်လိုက်။ဘလို့နေရလို့လဲဗျာ။ဇကိုင်းတိုင်းမှာလေတို့မင်းအောင်လိုင်းအင်တာနက်မပေးဘူးလား။ဆော့ပေးမဆိုင်ဘူး။စတားလင်းနဲ့တုံးတာ။မင်းအောင်လိုင်းကစီမပေးဘူးလားမပေးနဲ့။ဒီနေ့ကဝယ်စားတယ်။ဒါပေမဲ့နေဆက်တီကဝယ်စားပဲ။ထိုင်းကဝယ်စားတယ်။တော်လန်ဒေတာတွေမှာအင်တာနက်ဖလန်ဖလန်။နော်။ဇကိုင်းတိုင်းမှာဆိုရင်ဇကိုင်းတိုင်းမှာဆိုရင် ။အင်တာနက်ကရန်ကုန်တက်ကောင်းတယ်မင်္ဂလိပ်တက်ကောင်းကရီနီမှာဒီတိုင်းပဲအင်တာနက်ကောင်းတယ်လက်စင်မီဆိုရင်ဒီစကိုင်းတိုင်းတချို့နေရာတွေမှာမဖြစ်သေးဘူးဘာလို့လဲဒီကဖြတ်ရင်အဲ့လက်စင်ရုံနဲ့တာဝါတိုင်းဖြိုချမှာရှင်းဆရာကတော်လန်သူတွေဟာဒီအချိန်မှာဒုနံပြီးတက်တော့တက်တာမတော်လန်ပဲနဲ့တချို့သူတွေရောရန်ကုန်မင်္ဂလိပ်အစရှိတဲ့မြို့ပြတွေမှာတော့တော်လန်လိုသူရှိပါတယ်တို့တော့ မြေပြင်လက်တွေ့တိုက်ပွဲလို့ဒီတော်လာမဲ့သူတွေကတော့လက်လက်ကန်ကန်လေးဆင်လေဖို့တော့တောင်ထပ်ထပ်ဖြက်လေးနဲ့တာခီးရှောက်ပြီးလက်တွေမြေပြင်တိုက်ပွဲတွေမှာပေါင်တယ်အကြောင်းမျိုးမျိုးကြောင့်တော်လန်ကျင်တော်လေးပြည်တွင်းမှာမြို့ပြမှာကြံနေခဲ့တဲ့လူတွေအဖို့မှာတော့ထွေးတန်တွှဲွှဲအင်တာနက်ကဝိုင်းတလေးလေးကိုယ်နိုင်ငံတိုင်းမှာကိုနေပြီးဆက်ကြီးပေးနေရငလီလုံးလုံးကြောင်းနေပြိုကြမီးလောင်လေဆောင်ဝဲပြန်ပြေရဒီလိုကာလပြတ်ကြည့်ပါဗျာဒါပဲနဲ့ အဖြစ်ရှိပါအဖြစ်ရှိပါဆိုတော့ဒီနေ့မထုံကနန်းလေးတခုထည့်ပြောရှင်းတယ်ခုနအဖြစ်ရှိပါလေဟုတ်စကားပြတ်မသွားရင်တခုလောက်ပြောမယ်အဖြစ်ကပါလေဆိုတော့ဖတ်စစ်တက်ကောစေအာနာတိမ့်ထားတဲ့စကစကျွန်တော်တို့အပိဒံတိုက်ထုတ်တော့လာကြရမှာဖြစ်ပါဒါဆိုရင်တော့ကျွန်တော်တို့ငကုံကရေကုန်မန္တလေးအဆရှိတဲ့နေပြည်တော်ဘကိုးအဆရှိတဲ့ဒေသတွေမှာ အယတအစိုးရလက်ထက်တုန်းကအယတအစိုးရလက်ထက်တုန်းကချမှတ်ထားတဲ့စီမံကိန်းလေးတွေအကြောင်းကျွန်တော်ပြန်အမှတ်ရမယ်ဆိုတော့ရန်ကုန်မှာစီမံကိန်းတွေအများပြားလုပ်ဖို့ရလာပါတယ်လက်ရှိမြည်တဲ့အနည်းဆုံး90ရာခိုင်နှုန်းတော့အင်တာနက်ကလည်းအခုလောက်ဆို 5G ပါပြီဖြစ်လို့နေပြီလေ ျွန်တော်မျောလင်းခဲ့တယ်ကျွန်တော်တို့နိုင်ငံတိုးတက်မှုတွေနဲ့ရှေ့လို့သွားလို့မယ်နိုင်ငံညောင်နေပင်ကိုစက်မှုစုံလုပ်တယ်လို့စီမံချက်ချလာတယ်ညောင်နေပင်စက်မှုစုံကြီးဒီချင်းဆိုရင်စနေတော့ပြီတက္ကသိုလ်တွေကိုပိုင်အုတ်ချုပ်ခွင့်ပိုင်တော့ project တွေစောင့်နေဘလားမလီဝင်အစ်စ်ကြီးနဲ့ဖယားကြီးဖယားလေးတထုံအစ်စ်နဲ့ဝေးပြီးလမ်းမကြီးစီမံလိမ့်တွေ နေပြီးတော့မှဆိုဂျပန်မလေးရှားထိုင်းနိုင်ငံတွေကဖွင့်မယ်တက်တူစီမံကိန်း project အကုန်ရုပ်တက်မှာကတိတတော်ဆိုင်စီမံကိန်းလဲဟိုမှာဂျပန်နဲ့စာတုပ်ထုတ်တာလေစီမံကိန်းကြီးတွေနေပြီးတော့ကိုပညာမျိုးတော်ကြီးတည်မယ်ဆိုပြီးစနစ်တကျပလန်ချလာခဲ့ဟိုတယ်ဆောင်ကြီးကလည်းအခုဆိုရင်နိုင်ငံကခီးတော်နေပြီရန်ကုန်မှာမိုးရံရထား live MRT တွေအခုလောက်ဆိုရင်ကျွန်တော်တို့ airplane နဲ့စီးနေတာ ဝိညာဉ်တွေကိုကောက်ဝယ်ခွင့်အရှိတ်ကြကောက်ဝယ်ခွင့်အချိန်ရနေလာပြည်တွင်းကိုတိုတာကုမ္ပဏီကလာရောက်အချိန်ဆိုင်စိုက်ရုံတင်မယ်ဆိုတဲ့အချိန်ကြောင့်တိုတာကောက်ကို showroom က0ကီလိုနဲ့ဝယ်စီးနေရလောက်ပြီဗျအခုမှ international laser ကြီးစတင်နေရလာ။ကွာကန်ယူရန်ပလန်ကြီး။ခေါ်ရအိမ်မလို့ဖြစ်နေပြီနော်။ဘကူတိုက်ကလန်းနေပါလေ။နိုင်ငံတော်အစ်စ်စီမံကိန်းတင်တာ200ကျော်။လူငယ်များအနာဂတ်အတွက်မျှော်လင့်ချက်အိမ်မက်တယ်။ ဂါဒီကိုရင်မောင်းတမ်းပြီးအာဆီယံမှာကွာခေါင်းကော့ချင်ပေါ့ငါတို့မြန်မာနိုင်ငံကလို့ပြောနိုင်တယ်အချိန်ဒီမျိုးအနေဆုံးအချိန်မှာလွတ်လပ်စွာပျော်ရွှင်ဝင်ရအခုတော့လေတိုက်ပြီးတော့လူငယ်တွေဟာစင်တဲ့ဦးလေးကြောင့်အသက်15နှစ်ကရှောက်လေးစားနှစ်တွင်းဒီပတ်ဖြစ်တဲ့နင်းနဲ့ထွက်ပြေးနေကြရတယ်ကျန်တဲ့သူတွေကစဉ်မှုထမ်း စစ်မှုထမ်းတဲ့လူအယောင်ဝယ်ဈေးကွက်ကြီးတခုဆက်ဆက်ပြောပြကျမတွေအုံကြီးတွေကစတိကောက်ရတဲ့ပတ်စံလေလူဝေတာဗျဘလူစီမှာဝေတာလေဆိုပြူစော်တီဆိုတဲ့ကောင်စီမှာပြူစော်တီဆိုတဲ့ကောင်တွေကလမ်းပေးမှာလူယူရန်ကစေတမတွေကိုဖမ်းတော့ချင်းချောက်ဖမ်းပြီးရင်စစ်တပ်တွေကိုထည့်အဲ့ဒီစတိကောက်ထားတဲ့ကိုကြီးကသူ့ရက်ကွက်သူ့ရွာအတွက်တိမ့်နေရငောက်တယောက်ထည့်ပြီးပြူစော်တီကထည့်ဒီလိုလူဈေးကွက်ကြီးဖြစ်နေတယ်လို့ နေ့ငယ်ကြောင်တော့တက်ပြီးဓမြတိုက်လူတက်တာလုံးဝဥပဒေမစိုးမိုးတဲ့အခြေအနေရန်ကုန်မန္တလေးမြို့လေကောင်ကြီးကြီးမှာဒီကနေ့ဖြစ်နေပါဒီကနေ့ဖြစ်နေပါဘာဆက်လို့ချာဘာဆက်လဲတမနာယူယူနဲ့မင်းအောင်စစ်တိုက်လို့မှ လာလို့မရရင်တာကောပြောတောင်းပါယူမှတ်ထားပွဲ ီကောင်ကမင်းအောင်လိုက်ဖြစ်တယ်ဆိုရဲစာချိုးလေးလိုပဲပြောရတာလေမောလာပါဒီလူတွေအတီတရားရဖို့လိုအပ်နေပြီနော်ဒီချိန်မှာမြန်မာနိုင်ငံမှာလူကြီး33တန်းအဲ sorry ငါတန်းကား70ကျော်ရှိတယ်တဇွေးနေဝိုင်းထွေးရင်တော့ဖက်စတာရေမြစ်တည်တိုက်စရာလူမရှိလို့ပေါ်တာဆွေးနေရတဲ့အချိန်နေပြီးတော့ပြိုကြမန္တလေးပြမန္တလေးမှာကတောင်ကနေပြူပြည့် ပါစစ်တက်ကိုဘာပေါင်းလို့ပါ positive ဆိုရတဲ့အခြေအနေအဲ့တော့ဒီကနေ့မှာဘယ်နေရာမှာ positive ဆင်လာလဲလို့မေးပြီပြချမ်းတော့ဘကိုတိုင်းရွှေကျင် keep positive ဝင်လာပြီ queen စစ်ကြေးရောအဲ့လား23ရက်နေ့ဒီနေ့မှာပေါ့လာရွှေကျင် queen စစ်ကြေးရောဘတ်စတိုင်ကာကင်းစကန်နေရေကင်းစကန်နေပြန်လိုက်ပါရွှေကျင်စတောင်းမြစ်တပကန်ဝတရက်တမင်ဖတ်စစ်တက်ဖန်စစ်ပြေဖို့ ကြုံတယ်လို့သိရတယ်။ဒါပေမဲ့မနိုင်ပါဘူး။ရှုံးပါဘူး။အဲ့တော့ကိုယ်စိတ်ကိုတော်ရင်အရာဆိုရင်တင်းလိုက်ပြီးတကလားဝေါ်တရက်သမီးကိုစင်ရတယ်။အများကြီးရောက်လာတယ်ဆိုတဲ့တင်းဒီနာကနေကျွန်တော်တို့ပြောပြနေကြတယ်။ရွာသားတွေကတော့ပြေးကုန်ပြီဗျ။အဲ့တော့တော်ရင်တက်တယ်ကတရက်သမီးကိုတုံးနေတယ်တောက်ချောက်ကျင်းနေတယ်။စစ်ကောင်စီရဲ့အမှတ်96ရှစ်ချင်းများတိုင်းနဲ့96ချင်းများတရင်စစ်ကူသွားဖို့ဝေါ်တရက်သမီးကိုဖောက်လာတယ်။ရောက်ရှိတုံးနေတယ်တောက်ချောက်ကျင်းနေတဲ့အချိန်လေးတွေ့ရတယ် ဲ့တော့ရက်ဂင်းစကန်ကိုစစ်ကောင်စီစကန်ကိုတင်လိုက်တယ်။ကာရင်းကိုတင်လိုက်တယ်စကန်လေးကြောက်တယ်။တရားသမီးမှာဖက်စစ်တပ်တက်ဆွဲနေတယ်။မနေ့ကရစိတ်လိုက်မှာကြက်ဖိုက်တာလေးပုံချဲတယ်။ရှမ်းစုရအောင်ဆဲသွားတာကိုသိရတယ်။ခွင်းစိတ်နဲ့ရှမ်းစုကနီးတယ်ဗျ။ဒါကြောင့်မို့ရွှေချင်းခွင်းစိတ်တီဘကိုရွှေချင်းမတော့ဒီညအထိငါတို့ရောက်တာ ငါတို့ရှာဟုတ်ကဲ့ဒါတော့ဆရာလေးပြည့်ချက်သုံးသပ်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ Jeffrey Sickons မင်းအောင်လိုင်ကတော့အခုဆိုဆိုမြေပြင်မှာတစားနဲ့တစားပေါ့เนาะအရှုံးပင်းရန်နေအခုတို့ဆိုတဖြည်းဖြည်းပေါ့เนาะအထဲထိရောက်လာဖြစ်ပါတယ်เนาะမကြာခင်တော့တော်လိုင်းရေးတက်ပေါင်းစုတွေဖွဲ့နိုင်ပြီးတော့ပေါ့เนาะတော်လိုင်းဒီ Jeffrey မင်းအောင်လိုင်ရှိတဲ့နေပြီးတော့ဒီတက်ကြိတ်ဖို့ပါเนาะဒီ အနိမ့်ရီမန်ချက်ဖြစ်တဲ့အတွက်မကြခင်မင်းအောင်လိုင်းကိုတက်ချိတ်မဲ့ဆိုတဲ့သတင်းကတော့ကျွန်တော်ကြားရတော့မှဖြစ်နေဆိုတာကိုသုံးသပ်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါနော်။ Okay အဆဆုံးကြည့်ပေးကြတယ်ဘိဘဗီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံပါကင်းလို့ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။